ရိသက်တွေအနေနဲ့အဲဒီ James Bond ပေါ့နော် James Bond ရုပ်ရှင်ကိုကြည့်ဘူးကြမယ်လို့ထင်ပါတယ်ရုပ်ရှင်ထဲမှာ James Bond ရဲ့မိခင်ဌာနက MI6 လို့ခေါ်တဲ့ဒီ British လူဝက်ထောက်လန်းရေးဌာနဖြစ်ပါတယ် British နိုင်ငံမှာ MI5 ဆိုတာကတော့ပြည်တွင်းထောက်လန်းရေးဌာနဖြစ်ပြီး MI6 ကတော့ဒီ American CIA လူမျိုးနိုင်ငံရဲ့ခြားထောက်လန်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ရတာပဲဖြစ်ပါတယ်ရုပ်ရှင်ထဲမှာမဟုတ်တဲ့ပြင်ပမှာတော့အဲ့ဒီ MI6 လို့ခေါ်တဲ့နိုင်ငံရဲ့ခြားလူဝက်ထောက်လှမ်းရေးဌာနကိုဥဆောင်ဖို့အမျိုးသမီးတယောက်ကို ပထမဆုံးအကြိမ်တာဝန်ပေးလိုက်ပါတယ်။ MI6 ရဲ့136နှစ်သက်တမ်းမှာပထမဆုံးအကြိမ်အမျိုးသမီးအကြီးအကဲကတော့ Blaze Matrawelli ဖြစ်ပါတယ်။အသက်58နှစ်ရှိပြီဖြစ်တဲ့ Blaze ဟာဒီလူဝက် ထောက်လှမ်းရေးလောကကို1996ခုနှစ်မှာဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ြီးကဲအဖြစ်ခန့်အပ်တာမခံရခင်မှာတော့သူဟာ MI6 မှာနီးပညာနဲ့တီထွင်မှုဌာနရဲ့အကြီးကဲပဲဖြစ်ပါတယ်။ကဲအမျိုးသမီးတွေကိုနှုတ်မလုံဘူးလို့ပြောကြအောင်ပါလား။